ကြောင်စင်မူကျောခလင်းမိခင်လေးစီကို အရောက်သွားကနှစ်သိမ့်ခဲ့တဲ့ဖြူဖြူထွေနိုင်ငံကျော်ဆင်းလင်းဖြူဖြူထွေတရားကြောင်စင်မျိုးကိုရောက်ရှိနေပြီးမလီဘေးကြောင့်ကွလွန်သွားခဲ့ရတဲ့မူကျောចောင်းသားလေးတွေမိဘတွေကိုတွေ့ဆုံပြီးတော့ကုညီမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်ပြည်တွင်ချင်းရတဲ့လူပညာရှင်ဆင်းလင်းပေါင်းများစွာတွေကမှတကယ်ကိုမှမုံမြတ်တဲ့စိတ်ဓာတ်လေးကိုပိုင်ဆိုင်ထားတဲ့သူကတော့ဖြူဖြူထွေပဲဖြစ်ပါတယ်ဖြူထွေဟာလူမောင်များပဲလေပြည်သူတွေခက်ခဲကြုံရတဲ့အချိန်တိုင်းမှာလည်း ခြေဆုံးကနေရှိနေပေးကြတာဖြစ်ပြီးတော့အခုလဲပြည်သူတွေအတွက်အားပေးနှစ်သိမ့်ရင်းနဲ့အကူအညီများစွာလုပ်ပေးနေရကိုတွေ့ရပါတယ်။အခုတစ်ခါမှဆိုရင်လည်းရုတ်တရက်ဆန်စွာကြုံတွေ့ကြရတဲ့ငလင်းဖေးကြီးမှာဆုံးရှုံးသွားကြရတဲ့မူကြိုအောင်းသားလေးတွေစီကိုပိုရင်သွားရောက်တွေ့ဆုံပေးနေကြတာဖြစ်ပါတယ်။ငလင်းထန်ဆောင်ကွယ်လွန်သွားကြရတဲ့လူတွေများပြားနေကြပေမယ့်အဲ့ဒီထဲကမှတနားစရာအကောင်းဆုံးကတော့ဘာမှအပြစ်မရှိဖြူစင်ရောတာကြတဲ့မူကြိုရွယ်ကလေးအောင်းသူအောင်းသားလေးတွေပဲဖြစ်ပါတယ်။ မိဘရင်ခွင်ကနေခွဲခွာပြီးမူကြောင်းเจ้าမောင်တက်ရောက်ပြီးတော့ပညာသင်ကြားနေရတဲ့เจ้าသားလေးတွေကလည်းခုချိန်ထိတော့မိဘတွေရဲ့ရင်ခွင်ကိုဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး။အရင်ကမိဘတွေចောင်းပို့ចောင်းချိုပြီးမှသွားလာတတဲ့ကလေးလေးတွေက အခုချိန်မှာတော့သွားလို့ရကိုသွားနိုင်ပြီဆိုရင်အမိစာထုတ်ပြန်ခြင်းကိုလည်းခံခဲ့ရပြီဖြစ်ပါတယ်။ဖြူဖြူထွေးကလည်းဒီចောင်းကိုចောင်းသေးလိုက်ရတဲ့အချိန်မှာအင်မတန်ကိုပါဝန်းနေခံစားခဲ့ရပြီးတော့တက်နိုင်သမျှကုညီပေးဖို့တွန်းလှုပ်ဆောင်ခဲ့တာပါ။